ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များမင်္ဂလာပါကိုမောင်မောင်မင်္ဂလာပါရှင်မြမင်္ဂလာပါအဲ့တော့တပည့်တော်ဒီနေ့အေးဟိုဒီနေ့ကတပည့်တော်တို့ရဲ့ဒီဆွေးနွေးမှုလေးတွေဟာအဲတော်တော်များများပါပေါ့နော်ဟိုဝေဖန်ဝေကျန်ကျန်နဲ့ဝေဖန်တဲ့သူတွေလည်းရှိသလိုဆဲဆိုတဲ့သူတွေလည်းအများကြီးပဲရှင်ပြားတယ်နော်ဒေါသတွေရမ်းထွက်နေတဲ့သူတွေလည်းအများကြီးရှိသလိုတချို့လည်းအာဘလော့ကမဲ့သဘောကျတဲ့သူတွေပေါ့နော်ဟိုကျိုးချောင်းစီမြော်ပါတယ်ဆိုတော့ ဝေဖန် comment တာ comment တွေလည်းပဲတော့အများကြီးတွေ့ရပါတယ်ရှင်ဖျားအဲ့တော့တပည့်တော်နိုင်ငံကတော့ဘလို့တွေဖြစ်နေလဲဆိုတော့စစ်မီးတွေငရဲမီးတွေတောက်နေလူတွေကလည်းအများအားဒေါသထမ်းတပည့်တော်အောက်က comment တွေတော်တော်များများပါတော့နော်အကုန်လုံးတော့မဆိုလို့ဘူးပေါ့တော်တော်များများမှာဗာတွေဖြစ်နေဆိုတော့လူတွေမှာဒေါသအတန်နေကျွန်တော်တပည့်တော်တွေ့ရတယ်မောဟာတန်တွေတွေ့ရတယ်စိတ်မကောင်းစရာပါတပည့်တော်မြန်မာနိုင်ငံကဒါမျိုးပြည်သူတွေအားလုံးကဒေါသတွေဒါမျိုးလောဘတွေနဲ့ ဒါမျိုးသူ့ဘလောင်ခတ်နေတဲ့နိုင်ငံမှာ လူဖြစ်ရတဲ့နော်ဖြစ်လာခဲ့ကြတဲ့အားလုံးတော့ပေါ့ဒီအကောင်လုံးပေါ့သူတို့ကတော့လူငယ်တွေပေါ့အခုဆိုလူငယ်တွေကအခုပေးဆက်နေရတဲ့ပုံစံမျိုးတွေဖြစ်တယ်လူငယ်တွေကပို့ပြီးတော့လူကြီးတွေကတော့အသိဉာဏ်အတိုင်းကြတခုတွေရှိနေတယ်အခုဆိုလူငယ်တွေကလုံးဝအသိဉာဏ်မဲ့ပြီးတော့မြန်မာနိုင်ငံမှာစီးရီပေါ်ဆောင်နေကားတဲ့နိုင်ငံရေးသမားအသုံးချလိုက် ဒီဘယ်တော့မှစတေးကြဒီ EAO လို့အမည်ခံထားတဲ့ဒီလက်နက်ကင်အုပ်စုတွေကအသုံးချလိုက်ဘကဘကအသုံးချလိုက်ဟိုလူအသုံးချဒီလူအသုံးချခံနေရတဲ့ဒီလူငယ်တွေအတွက်ကိုတပည့်တော်ရှောက်ချင်တာကဘာလဲဆိုတော့ရှင်ပြဒီလူငယ်တွေအနေနဲ့ပေါ့နော်ဘလို့လမ်းကြောင်းမျိုးတွေရွေးတင်လဲရှင်ပြအခုလက်ရှိချိန်မှာတော့အားလုံးကဘယ်သူပဲကြည့်ကြည့်အသုံးချလိုက်တမင်မွေးကြားဆိုင်ဖြစ်နေတဲ့လူငယ်တွေကအဲ့တော့ရှင်ပြမိတ်ကြားပြောရှင်ငယ်ပါဒီကနေ့ကိုမောင်မောင်နဲ့ပြောကြားတဲ့နေရာမှာ အမှန်နဲ့ကတော့ ိုမောင်မောင်ဟိုဖင်လန်လို့မသိပဲနယ်သာလန်လို့ထင်လိုက်လို့ဦးစင်းကပြန်ပြီးတော့ထောင်းပြီးတော့ကိုမောင်မောင်ပေးတဲ့အကောင့်ကလုတ်တဲ့အခါမှာအပြစ်ရှိရင်အပြစ်ကိုဝန်ခံရဲတယ်လို့တမင်ဟိုနယ်သာလန်လို့ဖြစ်သွားစီခြင်းနဲ့သဘောမဟုတ်ပေမဲ့ဘာပြောပြောဆရာတော်တပါးဦးကအေးတဲ့အဲ့ဒါကိုမောင်မောင်ကြီးကနယ်သာလန်မဟုတ်ဘူးတော့ဖင်လန်မှာတဲ့နေတပြီတော့မသိလိုက်ဘူးဖရားလို့နောက်ပြီးကြတော့မြန်မာနိုင်ငံရေးစစ်ဝင်သားသူဆိုပြီးတော့အဲဘလို့မျက်နှာမပြရမလဲမသိဘူးမဲ့ ဒါကြတော့ကုမမောင်နဲ့ဥစဉ်ဗုဒ္ဓကိုရင်ဆရာတို့ဆွေးနွေးလိုက်တိုင်းအချောင်းကျူးထုပြီးတော့ဥက္ကဓမ္မကိုမမောင်ကဆော်တယ်ပြောပြောဥစဉ်ကလည်းပြောချင်တာပြောတယ်ဆိုဆိုဥစဉ်ရဲ့နှလုံးသားကတော့ဘယ်ပုဂ္ဂိုလ်ဘယ်တတ္တဝါရုပ်မာတဲ့စိတ်နဲ့မဟုတ်ပဲတိုင်းပြည်ငြိမ်းချမ်းအောင်တည်သူတွေချမ်းသာအောင်မြေတားထားပြီးတော့ကိုယ်ကိုယ်တိုင်လည်းယဟန်တော်ဖြစ်ခဲ့ပြီး တောရယန်ဓမ္မဘဝကိုပိဆက်လောကရဲ့ညက်တယ်ဆိုတဲ့အရာတွေကိုမြင့်တယ်ဆိုတဲ့အရာတွေကိုတွေ့ခဲ့ပြီးတော့အငိမ့်ဆုံးနဲ့အမျက်ဆုံးကိုလူကျင်လို့ဘုံကြီးဝစ်လာတာပါဟုတ်ပြီယန္တမရောက်လို့ယဟန်တရားနဲ့အားထုတ်နေတော့လေမုဂုတ်ပတ္တနာကိုအခြေခံပြီးတော့မုဂုတ်ဆရာတော်ဖျားကြီးရဲ့မူကြကြဟောနိုင်ဖို့ဝိနည်းဆရာမှာ ဘုဘုဆရာတော်ဘုရားကြီးရဲ့တရားလေးတွေရဲ့လိုအပ်ချက်အားနည်းချက်နဲ့နှစ်ဖက်ညှိနှိုင်းပြီးတော့ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာပြီးတော့ဟောကြားဖို့ကြိုးစားနေတဲ့ယဟန်တစ်ပါးပါသို့တော်ဘုရားကိုရင်ဆရာတော်လူဝဥက္ကမောင်တဲ့ဆိုတဲ့နာမည်မျိုးနဲ့အနော်တာကုမ္ပဏီပိုင်ရှင်လို့တောင်မပြောပဲမြင်းလယ်သမားဘုရားဆိုတာမျိုးလေးနဲ့နှိမ်ပြီးတော့ပြောရတဲ့လူတွေရဲ့သဘာဝကိုလည်းခြေသူလဲတင်တယ်တနာလဲတနာပါတယ်အရေးကြီးတာဟာ အနှိမ့်ကအမြင့်ကိုရောက်လာတဲ့သူတယောက်အတွက်သူတို့ရဲ့တုံတိုက်ချက်ဆွဲဆိုချက်စော်ကားချက်လို့ပြောပြော သူတို့ရဲ့အားပေးတယ်လို့ပဲမြင်မိပါတယ်ဥစဉ်ကတော့ရုံညံ့တဲ့လူဘွားကမြင့်မြတ်တဲ့ယဟန်ဘွားကိုရောက်ပြီးတော့လူအသည့်နဲ့တဏာနဲ့ရှက်နေတဲ့နေရာကအခုဟာတဏာလွန်မြောက်ပြီးတော့တစ္ဆာကိုညံနဲ့လိုက်နေရတဲ့ဘဝမှာပါ ဒီနေရာမှာမြန်မာနိုင်ငံကိုချစ်ငွေအတိုင်းပေါ်ကျောင်းဆန်းကိုအားကြခဲ့တဲ့လူငယ်တယောက်နမောက်သားနဲ့ဤတဲ့မကွေးသားကမောင်တင်သားစိတ်နဲ့အမြဲတမ်းကြိုးစားခဲ့တာအခုလိုကိုမောင်မောင်နဲ့တွေ့တော့မြန်မာနိုင်ငံမှာ2021နိုင်ငံရေးအပြောင်းလဲဒီပေါ်မှာအမှားအမှန်ကိုမပြောချင်မဲ့ရှိနေတဲ့အခြေအနေကိုကြည့်ရင်တဲ့တားငယ်သမီးငယ်တွေဦးစင်းတို့ငယ်ငယ်တုန်းကလူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီဆိုပြီးတော့ လက်နဲ့တွေကင်ညမယ်ဆိုပြီး88မှာ ဖြစ်တော့ဦးစင်းကတော့တိုင်းသမားတိုင်းဆရာဝေဒီကောလိပ်မှာလူမိုက်ခေါင်းဆောင်တယောက်လူတိုင်းပညာရှင်တယောက်လူအဲတက္ကသိုလ်ဘောင်းဆောင်ခရဒီအဖွဲ့မှာတောင်းဘုဒ္ဓဆိုတဲ့လူကတိုင်းဆရာတယောက်အနေနဲ့နေပြီးတော့အဲ့ဆရာဆရာကပတ်နဲ့ထေကြိုက်တဲ့ကာလာလာခဲ့ကိုသက်ကဆွေးနွေးပြီးတော့ကစားနိုင်တဲ့သူပါဒါပေမဲ့ ဒီလောက်မိုက်တီမိုက်ကန်ကလေးဘွားအတိုင်းကျူစားခဲ့ပြီမဲ့တနက်ကင်ပြီးရမ်းဖို့တော့ဥစဉ်စဉ်းစားခဲ့ပါတယ်ဒါကြောင့်လူပေါင်းသင်းဒီမိုကရက်တစ်ပါတီမှာဥဆောင်နေဆိုတဲ့ဥစဉ်ငွေချင်းတွေကဒီကနေ့ခရိုင်ဥက္ကဋ္ဌတွေဖြစ်ပြီးတော့ပင်စင်တောင်ယူသွားကြပြီခါကဥက္ကဋ္ဌတွေဖြစ်ပြီးတော့ပင်စင်တွေယူလာကြပြီမကွေးမှာတွေ့ကြတယ်ဥစဉ်တို့မကွေးကအဲမာကဥက္ကဋ္ဌဥစဉ်တို့ level တန်း တစ်နှစ်ထဲကြောင်းပြီးနှစ်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 ပေါ့ဥစ္စာ7-3နှစ်ကြာတော့တငယ်ချင်းတွေအားလုံးက50ယောက်ရှိပါတယ်မာယာကခန္ဓာကဒီလိုပဲနိုင်ငံတော်အကြီးအကဲတွေအဲဘွဲရတွေဆိုတော့ဖြစ်ကြတယ်ပေါ့တကယ်တော့အဲ့ကောင်တွေကတကယ်တော့နိုင်ငံရင်းတော်လှန်ပုန်ကန်ခဲ့တဲ့ចောင်းသားတွေကြီးပါပဲကောင်းပြီဒီကနေ့2021မှာလူငယ်တွေလက်နက်တွေဆွဲကြိုင်တဲ့အခါမှာဥစဉ်ကသူရတန်ယိုတွေကိုမမြင်ညင်လို့ရဟန်းတော်လည်းဖြစ်တော့အမြဲတမ်းအဆဲခံပြီးတော့ သားရီနဲ့ဆွေးနွေးခဲ့ပါတယ်။ကောင်းပြီကိုမမောင်ရေဒီကနေ့ပြောချင်တာကလည်းနိုင်ငံရေးအလှည့်အပြောင်းနေတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအလားဟိုကနရုရှားကိုပဲသွားတယ်ပြောပြောသူ့ရဲ့ roadmap တွေကတော့ရှိနေတယ်။အခုရွေးကောက်ပွဲကိုလည်းအခြားအခြားသောပါတီတွေနဲ့အတူဟိုတော်တော်ကဘူးလက်ဥလတ်ဆွေနဲ့ဦးစင်းတို့ဆွေးနွေးခဲ့တော့စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရဖို့အတွက်စစ်မှန်တဲ့ အာဏာနဲ့စစ်မှန်တဲ့နိုင်ငံတော်ဖြစ်ဖို့လိုပါတယ်။တယောက်နဲ့တယောက်အပြန်အလှန်အမုန်းတရားနဲ့ကြည်စံတဲ့လက်စားချေဟိုအထက်ရောက်ရင် နောက်ကလိုက်ပြီးတော့အိန္ဒိယနိုင်ငံမှာအမတ်တွေကိုပြစ်ဒဏ်နေကြသလို၎င်းလူကလည်းအမတ်ဖြစ်တာမဖြစ်သင့်လို့ဒီကနေ့ဟိုစကိုင်းတိုင်းလူဒေသတွေမှာ နိုင်ငံအတွက်ခုနလိုမြို့ချစ်စိတ်နဲ့ဒါမှမဟုတ် ဘာလဲပြည်သူဘာလဲပီတီအက်ကိုဘလို့ခေါ်လဲမသိပါဘူးဒီပြည်သူကာကွယ်ရေးတက်လို့သူတို့ခေါ်တာပါရှင်ဗျာပြည်သူကာကွယ်ရေးတက်ပေါ့အဲ့လူငယ်တွေအေးပေါ့အဲ့လူငယ်တွေအနေနဲ့လဲဒီကနေ့နိုင်ငံရေးအပြောင်းအလဲမှာလက်နက်ကြီးကင်ပြီးတော့နောက်ဆုံးဟိုကချင်းရခွမ်းအောင်ပြောရလားခွမ်းမော်ပေါ့ရှင်ဗျာအဲခွမ်းမော်ပြောလို့ပေါ့အဲဘိုးချုပ်ခွမ်းမော်ပြောလို့နောင်ကျရင်ဟိုဘာလုံးဓမြကိုလေးတွေအများကြီးဖြစ်ကြံနေလိမ့်မယ်ဆိုတဲ့စကားကလဲတဖြည်းဖြည်းနဲ့ နိစ္စလာပြီ။ဟိုဦးဇင်းတို့ကလေးဘဝကရွာဒီမှာအဲဓမြဘူဒီပေါ်သလိုပေါ့ခစ်ပြတ်တော့ဟိုလက်လုံးတနတ်တွေနဲ့ဓမြတိုက်ကြတဲ့သလိုပေါ့နော်ဆရာ။ဟွန်းအခုကြတော့နေရာတိုင်းမှာလက်နဲ့ကိုင်းပြီးတော့တော်လိုင်းအေးလုံနေတဲ့အခါမှာညံ့ညံ့နေတဲ့ရွာတွေဟာ တပုံနေနေဖြစ်ပြီးတော့လက်ပြဘုံချခံလို့တပုံတရားလုံးဖြစ်သွားတဲ့အခါမှာရွာကြည်သွားတာဒီမြင်နေရတော့သူတို့ရဲ့တော်လန်ရေးစိတ်ကိုလည်းနားလည်သလိုအဲ့ရဲ့မိသားစုတွေမိဘတွေဆွေမျိုးတွေနောက်သားသမီးတွေနောက်မျိုးဆက်တွေအတွက်တအားယဉ်ပူမိပါတယ်အဲ့တော့နိုင်ငံရေးအပြောင်းလဲမှာအဲ့ဒီတန်းငယ်သမီးငယ်တွေနဲ့နိုင်ငံတော်နဲ့ငြိမ်းချမ်းရေးတွေလုပ်ဖို့ဦးဇင်းတို့ခက်တော်အေဗီအက်ဒီအက်ဖ်တို့ ဘာလို့အဲကျောင်းသားဥစ္စာတို့သူတို့ခဏခဏညဉ့်ညံရေးလုတ်ပြီးတော့လွတ်ပေးလို့ရတယ်အဲ့ဒါကတအုပ်စုတနေရာထဲမှာနေတော်လန်နာလဲဟိုခုနလူပေါ့နေဆက်မှာပဲဆိုတော့တင်ပါစမနိုင်ငံတော်အနေနဲ့ကထိန်းလို့ရတယ်ဟိုဘယ်လိုပြောမလဲအဲတင်ပါစမသူကတော်ခိုးတယ်ဆိုတော့တော်ပဲခိုးတယ်စင်ညာအခုဒီ PDF တွေကမြို့ခိုးရွာခိုးမိသားစုခိုးတင်ပါဗျာအဲ့တော့ကဟိုဘယ်လိုပြောမလဲခုနလူတော်ခိုးတယ်ဆိုတာတကယ်တော် နဲ့ဒီမှာအမဲရောင်နဲ့အဖြူရောင်ကကွဲတယ်လို့အညိုရောင်နဲ့မြေဆိုတာတီးကြားရှိတယ်။အဲကြတော့ဟိုရန်သူနဲ့မိတ်ဆွေမှဟိုဒီသားလဲကွာတယ်။အခုစားရန်သူလားမသိမိတ်ဆွေလားမသိလက်နက်ကင်လားမသိပီဒီလားမသိပြည်သူလားမသိအဲ့လိုဖြစ်နေတော့ကြတော့မသိသင့်နိုင်သေးတယ်။တချို့မိဘတွေတာသမီတွေငငယ်ရွယ်လေးနဲ့ဒေကုံညတယ်။တချို့မှလည်းဟိုအုတ်ချုံမှု ရှိနေတဲ့ကာလမှာပဲအနိကလောက်ကြံတာတွေရှင်နာပြားတွေပါပဲကိုမောင်မောင်ရဲ့ကိုမောင်မောင်ကနေမှနေနေတော့ဦးစင်းတို့ကဒီမှာဆွေတော်မျိုးတော်အဲရတ်တော်ရွာတော်တွေကပြောပြလိုက်ကြားလိုက်ရရင်တို့ရဲ့သားသမီးတွေတည်သွားတဲ့သူတွေနောက်ပြီးတို့ရဲ့သားငယ်သမီးငယ်တွေရှေ့တန်းမှာကြာတာတွေခနေ့ဆိုရင် Facebook မှာတောက်လျှောက်လာနေတာဟိုစစ်ကားလို့တစည်းပေါ်ကနေပြီးတော့ဟိုလူငယ်လေးတွေ uniform လည်းမပါပါဘူး အင်ကြီးလေးတွေနဲ့ဘောင်းမီလေးတွေနဲ့အသက်20အရွယ်တွေတကယ်ကိုဝက်သားကြက်သားခွေသားတွေကိုလွန့်ပစ်တယ်လို့ပဲရေအတွက်နဲ့အောက်ကိုပစ်ချနေတာအောက်မှာလည်းနင်းထားလဲတပုံကြီးအဲ့မဲ့ပစ်ချလဲဟိုဆယ်လောင်း၅လောင်းရေးနေတယ်လို့လေတွေ့လဲရတော့ဒါရီယာဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်လူငယ်ဆိုတဲ့တက်သက်ရောင်ကြီးဥို့မြင်ရမယ်တားငယ်တင်းငယ်တမိငယ်တွေရဲ့ဘဝတွေ ပြက်သုံးကုန်တယ်တွေးလိုက်ရတာတော့လူငယ်လေးတွေကြီးပဲယောက်ျားလေးတွေပဲဆိုတော့တကယ်မိဘတွေရဲ့တဲဥညာတွေတကယ်ကိုနှမျောဖို့ကောင်းတယ်ဦးစင်ဒီစိတ်နဲ့ဒီနေ့တမတော်ကာချုပ်ကြီးကိုပဲဝင်းတွေ့ရတွေ့ရဦးစင်အနေနဲ့တော့တကယ်စစ်မှန်တဲ့ငင်းညာရေးရဖို့မလုပ်ကြမလဲမြန်မာရှင်ဦးစင်ကိုတကယ်လူရပါလေဦးစင်တကယ်လုပ်ချင်တယ်ဒီနေရာမှာတပည့်တော်အာရှောက်ပြစေဦးဗျ တော့ဒီလူငယ်တွေကအရှင်ဗျာဒီတက်လာတဲ့ရှိနေတဲ့နိုင်ငံရေးသမားတွေတော်တော်များများလူငယ်တွေကိုအသုံးချဖို့ပဲအဲကြည့်ကြတော့ဗျာအခုဆိုလို့ရှိရင်ဒီလူငယ်တွေကအသုံးချခံဖြစ်နေတာဘယ်သူတွေကအသုံးချဆိုတော့အရင်ကကြံခဲ့တဲ့အရှင်ဗျာတို့ခစ်ကပေါ့နော်ကြံခဲ့တဲ့ဒီ community လက်နက်ကိုင်းနေနော်အခုဆို community တွေပါပါတယ်အားလုံးသောတပုံတွေအားလုံးကအသုံးချဖို့ကြိုးစားနေတာဒီလူငယ်တွေကိုဒီလူငယ်တွေကအသုံးချခံနေတယ်အဲ့တော့ဒီလူငယ်တွေရဲ့အသိဉာဏ်ကရှိလာဖို့ပေါ့နော် အဲနားလေလာဖို့ကတပည့်တော်အတွက်ကအရန်ကိုအရေးကြီးပါလေဗျအခုဒီလူငယ်တို့တောင်းချရတဲ့မှာ KNU ပါတယ်အရင်တော့ community community အုပ်စုတွေပေါ့ဒီဘာကဘာအုပ်စုတွေလည်းပါတယ်အားလုံးသောတပုံတပုံနဲ့အားလုံးအသုံးချနေအခုဆိုရင် KIA ခုဗမာမှာတပည့်တော်ဒီနေ့ဆိုလို့ရှိရင်စစ်ကအာဗမာမှာဘယ်လိုဟောမစစခန်းတွေအားလုံးကို KIA ကဝင်လုံးနေတာနော်ဝင်လုံးနေတာဝင်ပြီးတော့တိုက်နေပေါ့တော်တော် စခန်းတွေတော်တော်များများကိုဝင်လုံးနေတော့ပါတော့လည်းပဲသူတို့တွေပြန်လန်ကြသွားပြီလို့တပည့်တော်ကြားသိရနောက်ဆုံးရတဲ့သတင်းတွေအရဆိုရင်နောက်ထပ်ဘလို့တွေရှိတယ်ဆိုတော့အဲ့တော့ရှေ့ကလုံးနေ fight နေတဲ့အားလုံးဟာအရှေ့ကတိုက်နေတဲ့အားလုံးဟာအရှင်ပြားတို့တပည့်တော်တို့ရဲ့ရင်းနှီးသေးချတားရတနာတွေဖြစ်တဲ့ဒီဗမာ PDF တွေဗမာ PDF တွေကောင်းကောင်းအသုံးချတယ်ဒါပေမဲ့သူတို့သူတို့တွေရဲ့လက်သွဲစကားကဘာလဲဆိုတော့အရင်တုန်းကလူမျိုးရေးအတွက်တိုက်နေပေမဲ့အခုကျတော့ဘာလဲဆိုတော့ဆက်အာနာရှင်စနစ်ပျောက်ကျကြီးတဲ့ပျောက်ကျကြီးတဲ့ဒီမိုကရေစီကြီးတဲ့ရှင်ပြားရဲ့အဲ့တော့ နပိလက်ခုတန်တူတဲ့စကားတွေသုံးပြီးတော့ဒီလူငယ်တွေကိုအတုံးချပြီးတိုက်နေနေစင်နဲ့အများသိတာသူတို့ကဘယ်လိုလဲဆိုတော့တပည့်တော်ကြားသိရသလားဆိုဟေကောင်းဒီတက်ဆိုလို့ရှိရင်နဲ့ KIA ကဘယ်လိုပြောလဲဆိုတော့အကချင်းလို့ပြောတယ်တက်ဆိုအကချင်းလို့ဖြစ်တာ sorry ပါအဲတောင်းပန်ပါဗျာ အကချင်းလိုပြောတော့မို့ तू ဟေကောင်လေးတက်ဆိုလို့ရှိရင်ဗမာလိုပြောတယ်တက်တက်တက်ဆိုတော့ဆောက်ဟေးဆိုလို့ရှိရင်ကချင်းလိုပြောပြီးသူ့လူတွေခေါ်ဆုတ်သွားတယ်တက်မလားအဲ့ဗမာအဲ့လိုလားကချင်းလိုခေါ်လိုက်တော့ရဗမာတွေကဆုတ်ဆိုတဲ့ကောင်မသိတော့ဒီပြက်ကလေးတွေကကြမ်းနေအကောင်လည်းကတော့တိုက်ပြီးကြံခဲ့တယ်အခောက်ခောက်ခါခါလဲသေတာမှပိုးစပတ်သက်သေပြီးလန်လန်ကြတာခဏခဏပဲဒီနေ့ဆိုလို့ရှိရင်ပြီးခဲ့တဲ့ရက်တည်းကငြိမ်နေတယ်လုံးဝအင်အားတွေတောပြန်စုတယ်အခုဆိုဒီနေ့ဆိုပြန်တိုက်နေတယ်ဆိုလိုချင်တာကအရှင်ပြရဲ့ဒီလက်နက်ကင်အဖွဲ့တွေက ရှင်ပြားတို့တပည့်တော်တို့ပေါ့ရှင်ပြားတို့ဆိုလို့ရှိရင်တော့မိပါလိမ့်မယ်သူတို့ရှင်ပြားတို့အသက်ရွယ်ရဆိုလို့ရှိရင်အပိုကြီးမိလိမ့်မှာပေါ့ဗျာအဲသူတို့တွေလူမျိုးကြီးအစွန်းရောက်ပြီးတော့နိုင်ငံလူချင်းပါတယ်ဆိုတဲ့စိတ်နဲ့တိုက်လာတာအခုမှသာလေချော်လဲရောထိုင်လှုပ်လာတာပါရှင်ပြားနောက်အေအေတို့ပါလို့ဆိုလို့ရှိရင်ဒေါ်စုကြည်ပဲတက်တက်ဦးသိန်းစိန်ပဲတက်တက်ဘသူပဲတက်တက်တိုက်မှာပဲသို့ပါတော့လည်းပဲအခုမှချော်လဲရောထိုင်တော့ပြီးလက်ခုပ်တန်ချူတယ်အဲဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုဆိုပြီးတော့အမှန်တကယ်ကတော့သူတို့စိတ်ထဲမှာက နိုင်ငံလိုချင်လို့တိုက်နေတယ်အဲအသုံးချချင်တဲ့အတွက်ကြောင့်မလို့ဖက်ဒရယ်တို့ဘာလို့ရှောက်အောင်နေလို့တပည့်တော်ကကြားတယ်အဲ့တော့ဆိုလိုချင်တာကတပည့်တော်ပြောချင်တာကလေကွန်မြူနစ်ကလည်းအခုလူငယ်တွေအသုံးချပြီးအချိန်တန်းအသေးခံပြီးတိုက်ခိုင်းနေတယ်ခုနကဖောကားနဲ့ရှင်များပြောသူပေါ့ရောက်20လောက်ရှိတဲ့အလောင်းနေနဲ့ကြာလာတယ်ဟုတ်လားဘယ်ရောက်နေပဲမကောင်းဘူး100လောက်ကြာမယ်ဒရယ်တက်နေတာရောအာကြီးအခုရေးချတယ်10လောက်ရှိတယ်အောက်မှာလောင်းအစိတ်30ရှိသေးတယ်အာကြီး EAO တွေကလည်း အသုံးချတယ်နော် AA ကလည်းအသုံးချ KNU ကလည်းအသုံးချ KIA ကလည်းအသုံးချတယ်အခု community တွေကလည်းသူတို့ရဲ့လုံးဝကြရှုံးခဲ့တဲ့တော်လန်ကြီးကိုဒီလူငယ်တွေအသုံးချလို့ကောင်းတာဆက်ပြီးတော့အသုံးချနေတာဖြစ်အဲ့တော့တပည့်တော်တို့ရဲ့ဒီတစ်ခေါက်ပေါ့ဒီတစ်ခေါက်တမင်မွေးလိုက်ကြားစားတာပေါ့နော်တမင်မွေးလို့ကြားစားခံရဒီကြားတွေအများကြီးကဝိုင်းစားနေဒီလူငယ်တွေအတွက်ကိုတော်တော်လေးကိုစိတ်မကောင်းဖြစ်ရတယ်ဝရှင်ပြားရှင်ပြားဆိုလို့ရှိရင်ဒါလူငယ်ဘဝရှင်ပြားဆိုရင်ဒါလူငယ်မှန်ရတိုင်းနေပါလေတက်တယ်လို့ဟုတ်လားဟာ ဟိုတုန်းကလူ့အကြောင်းပြောရဆိုလို့ရှိရင်လည်းဒါအဲလူငယ် manage တည်တယ်နားလေတော့ရှင်ပြအဲ့တော့ဒီလူငယ်တွေကိုအသုံးချခံရတဲ့လူငယ်တွေအားလုံးကိုဘလို့မြင်ရရှင်ပြထပ်ပြီးတော့ဒီတဲ့ပို့ပြီးတော့ရှင်ပြရယ်နော်ငိမ့်ညံ့တဲ့လမ်းကြောင်းတွေဟာနိုင်ငံရေးလမ်းကြောင်းတွေအသူတို့တွေတဘွားလမ်းကြောင်းတွေဓမ္မဆူတောင်းကနေပြရှင်ပြလမ်းပြပြီးလို့ဒီဟိုင်လမ်းပြပြီးပါအောင်လို့ဟောပြီးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်တကယ်တော့လူငယ်ဘဝမှာ တက္ကသိုလ်ကျောင်းသားတယောက်ဖြစ်ပြီးတော့ဆယ်တန်း၃နှစ်လောက်ကြာပြီးလင်းနှစ်မြောက်တော့အောင်လို့တက္ကသိုလ်ထဲဝင်တဲ့အခါမှာအသက်ကြီးဘူးလို့ဖြစ်နေပြီးတော့ကိုယ့်ရဲ့တငယ်ချင်းအချို့ကတော့ဟိုဝိခက်ကလည်းလူတရားမှဟိုတယောက်နှစ်ယောက်အောင်တဲ့ခက်ကူပါစနစ်နဲတယ်လေအဲ့တော့ဦးစင်းတို့လည်းအေ၃နှစ်လင်းနှစ်လောက်ကျိုးတိုင်းမှာဆယ်တန်းတက္ကသိုလ်ရောက်တော့ကိုယ်နဲ့ငယ်တဲ့အတန်းနေနဲ့လူငယ်နဲ့တွေ့ရပြီမဲ့တငယ်ချင်းလူတွေဖြစ်တာရဲ့အကူကြီးလူဖြစ်တာရဲ့ကိုကတိုင်းကစားခဲ့တော့ အတိုင်းနဲ့ပတ်သက်ရင်လည်းကိုတပည့်တွေအားစာအလူရှိနေတာပေါ့ကဲထားတော့မြို့သွင်းစုစင်ကားမှုနိုင်ငံရေးအပြောင်းလဲနဲ့88ကြီးကိုကြုံလိုက်တဲ့အခါမှာတော်လန်နဲ့အထက်မှာလည်းမပါလို့တိုင်းပြည်ကိုချစ်တဲ့အထက်မှာပါပြီးတော့အဲကျူးသားနိုင်တဲ့များကျူးသားပြခဲ့လို့နောက်ဆုံးကိုဘွားကိုအောင်မြောင်လွင်အသက်55မှာခွန်ကြီးဖြစ်လာတော့လူလက်ပိုင်းရဲ့အောင်မြင်မှုတွေကိုဦးစင်နားလဲတယ်စီဝါရေးရဲ့ကျေပြန့်မှုတွေကိုကိုယ်တိုင်ပေးဆက်ခဲ့ရတော့ စီဝါရေးကိုလည်းတန်ဖိုးထားတယ်အဲ့တော့ကိုယ်ဇနီးမြောက်လည်းမြတ်နိုးတယ်ဒါပေမဲ့တကယ်လူဘဝရဲ့ဆင်းရဲပင်ပန်းခြင်းတဏှာရဲ့လွမ်းခြုံခြင်းမတိမှုအဝိဇ္ဇာရဲ့အနိုင်ကျင့်ခံထားရတဲ့ဘဝကြီးတွေကလွတ်မြောက်တဲ့အဝိဇ္ဇာနေပြီးတော့ဝိဇ္ဇာဖြစ်လာတဲ့အခါမှာအခုယဟန်ဘဝမှာဥစဉ်တရားအထုတ်နေပါတယ်အခုပြောနေတဲ့ဇကားတွေကလည်းရင်ထဲကလာတဲ့ဓမ္မကိုအခြေခံပြီးတော့ အတ္တကင်းတဲ့တရားတွေပါပဲခုနက AA ဖြစ်စေ PDF ဖြစ်စေအားလုံးသောလူငယ်တွေအငယ်သမီးငယ်တွေကိုဥစဉ်ကတော့တိုးတက်လဲတိုးတက်ခဲ့ဘူးတယ်လွမြောက်အောင်လဲအခုနေသူတယောက်အနေနဲ့လူငယ်တွေကိုချစ်တယ်လို့လမ်းမမလိုက်အောင်မူရစီမမပြီးမသုံးအောင်ခုနကဒါကတော့ပြောလို့ရှိရောတက်တက်ပမာလူတက်ခိုင်းပြီးတော့ဆုံတော့ကြတော့ကချင်လို့ဆုတ်ခိုင်းနေဆိုသလိုပဲအဲ့ဒီသားငယ်တွေထဲမှာသမီးငယ်တွေက သူတို့ရဲ့ကာမဂုဏ်တွေသူတို့ရဲ့အပြူရည်ဘွားတွေပြီးဆက်ပြီးတော့သူတို့ဟိုကာမပျော်တော့ဆက်ရတဲ့ဘဝမတိမတာဖာဖြစ်သွားတဲ့ဘဝလို့ရိုင်းရိုင်းပြောရင်ပေါ့လေအဲယောက်ျားတကာနဲ့အိတ်နေရပေမဲ့တကယ်မထူတော့ဘူးခြေထဲမှာဖြစ်နေတော့လောက်ဘဝနဲ့ပျော်တာပေါ့ဆိုတဲ့လူငယ်တွေလည်းရှိမှာပါဒါရင်လည်းပတ်သက်လို့ဘာငယ်သမီးငယ်တွေဖြစ်ဖြစ်အားလုံးကိုပြောချင်တာက အသည့်ရှိပါ တတိရှိပါပညာနဲ့ကြည်ပါဒီကနေ့သမင်းတလောက်စားဖို့ဘဝရက်တည်နေတာလားနောင်တတန်နေရာလုံးလွတ်ဖို့ဦးဇင်းတို့ဘုံကြီးဝကြတယ်လို့ကိုယ့်ရဲ့မြို့ချစ်စိတ်နိုင်ငံချစ်စိတ်နဲ့ပြည်သူချစ်စိတ်ကိုရင်ထဲမှာအမြဲတမ်းထားပါနောက်ဆုံးတော့ဘာပြောမလဲဆိုရာဘူးလေးပြီးတော့ရာဘူးပေါ်မှာตายရတယ်အချင်းချင်းနေမတဲ့တော့ဘူးအခု DNA နဲ့ဘာလဲ အခုအဲ့ AA ကိုဟိုးစာနဲ့ KIA နဲ့ဆက်ပြရတယ်။ဒီကံဖြစ်နေတယ်။ KIA နဲ့နည်းမြေတွေလူလာတယ်။နောက်ပြအာနာတွေလူလာတယ်။အဲ့ဒါပြည်သူကိုနှိပ်စက်ဖို့ပဲ။အရေးကြီးတာသူလည်းပြည်သူအခွန်ကိုစားပြီးတော့မှလှုပ်တာပဲ။ဒါပေမဲ့စနစ်မကြဘူး။အဲ90စီနစ်နေလှုပ်တယ်။မထင်တဲ့နဲ့နဲ့ရှင်းတယ်။အရင်တော့အုတ်ချုပ်မှုရှိနေတော့အုတ်အုတ်ချုပ်မှုအောက်မှာအုတ်ချုပ်တဲ့သူနဲ့မတရားဘူးပဲပြောနေနေခုနလိုသေးကြည်သွားတာမဖြစ်ဘူး။ အခုစားမထင်တော့ပြစ်လိုက်တာပဲဟိုတသက်နဲ့တလောင်းဆိုတာသူတို့ရဲ့စိတ်ပေါ်မှာပဲမူတည်တယ်အသိဉာဏ်ပေါ်မှာမူမတည်ဘူးဘဝတွေကိုလည်းလှဲ့မကြည့်ဘူးအဲ့တော့ပြည်သူတွေကနင်းပြားဖြစ်နေတာပဲတမရော်လာလဲခံရတာပဲတီအန်အေလာလဲခံရတာပဲ PDF ကအုတ်ချုပ်လဲခံရတာပဲခုနကအရင်တော့အညိုရောင်နေမြေအမဲရောင်နေမြေဆိုခွဲထားလို့ရတယ်ဒီချိန်မှာက ြည်သူတန်းကပြည်သူပဲအဲ့တော့ဘယ်သူမှလက်နဲ့ကင်မန်းလို့မသိလို့တို့တည်င်းပေးလိုက်ရင်ဒလန်ဆိုတတ်ခံရအောင် အုတ်ချုပ်သူတွေအနေနဲ့လဲအေးချမ်းအုတ်ချုပ်တာပဲနှစ်ဖက်ကိုနားလဲအောင်အုတ်ချုပ်နေတာပဲအဲ့အုတ်ချုပ်တဲ့သူတွေကိုလည်းဘလောက်ပဲတမတမတ်မြတ်တာပါစီသူတို့မကျင်နိုင်လာပြီးတော့ပြစ်တတ်သွားအောင်ဒီလိုအခြေအနေမှာတိုင်းပြည်နဲ့ပြန်ပြီးတော့ငញ្ញိုင်းရေးစလို့ကိုယ်နိုင်ငံနဲ့ဝင်မယ်ဆိုရင်အဲ့လိုမတရားမှုတွေလုပ်ထားတဲ့လူငယ်တွေအတွက ပြန်ဝင်ဖို့ခက်ပါတယ်အဲခုနလိုပဲအများနဲ့ညီညီအုပ်ချုပ်ပြီးတော့တော်လန်းပြီးတော့တိုက်ပွဲတွေမှာဂုံယူပြီးတော့အထက်ရောက်လာရင်တော့တော်သေးတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့လက်နက်ကိုင်းပြီးတော့အနိုင်ကျဘူအနိုင်ကျဘူကြတဲ့စနစ်နဲ့အားလုံးပြစ်တက်ခဲ့သူ့မှာလဲဆွေရမျိုးရဲ့တားရဲ့တမိရဲ့တွေရှိတော့အဲ့ဒီနာကြီးမှုတွေဟာနိုင်ငံတော်ခေါင်းဆောင်အမတ်ဖြစ်သွားအောင်တောင်းအစ်မပြေဘူးအိန္ဒိယမှာလူရဲ့တန်းတထောင်ကျော်ရှိလို့အမတ်တွေအများကြီးဖြစ်ပေမဲ့ အဲ့ဒီလူတွေရဲ့စော်ကားမှုတွေကာမဂုဏ်ကျင့်မှုတွေနောက်မရင်းကျင့်မှုတွေကြောင့်ထက်ရောက်လာရင်တယောက်နဲ့တယောက်ပြတ်တတ်တဲ့ရုပ်ရှင်ငါးတွေရှိတယ်လို့ဒီကနေ့မြန်မာနိုင်ငံမှာလည်းနိုင်ငံလေးအပြင်လူရေတန်း90ကျော်ရှိတာဒီရွေးကောက်ပွဲကြီးကိုဝိုင်းဝန်းဝင်ပြီးတော့နိုင်ငံသမီးငယ်တွေဘာလုပ်ကြမလဲဒီရွေးကောက်ပွဲကိုဘလို့အားပေးမလဲတပိုင်းသားသူကရွေးကောက်ပွဲတွေလုပ်မယ်ဆိုရင်အဲ့ရွေးကောက်ပွဲရောမှန်ကန်မှမလားໄຂမာမမလား ကမ္ဘာနိုင်ငံအသီးသီးလာကြည့်မယ်ပဲပြောပြောဒီကနေ့ရုရှားကလည်းဟိုအုပ်ချုပ်မှုကတက်မတော်လို့ဖြစ်နေတယ်မြန်မာနိုင်ငံလည်းတက်မတော်လို့ဖြစ်နေတယ်မြန်မာနိုင်ငံကတော့ခုနကလိုရွေးကောက်ပွဲလမ်းကြောင်းကတဆင့်နိုင်ငံတော်ကိုပြည်သူလက်ကိုအပ်ဖို့ကြိုးစားနေတယ်ဆိုရင်ဒီကနေ့သားငယ်သမီးငယ်တွေမိโจမောင်းပြက်လောက်ပဲကြံတာလေနိုင်ငံတော်နဲ့ရှင်လို့ကတော့မရဘူးလေခနေ့ဆိုပြက်ကိုသွားလိုက်တယ်ဟိုကလေရင်လေးလက်ဆောင်ပေးလိုက်တယ်ဆိုလို့ပဲ လင်းနေဝယ်လိုက်တာအင်းနဲ့အားနဲ့ဟိုစကိုင်းမှာပဲနေနေမကွေးမှာပဲသွားသွားရန်နံကြောင့်အိုးရွာသွန်းရွာပြားမှာမိဖို့မိချိုးမောင်းပြက်နဲ့အခုလမ်းမှာမိလိုက်တဲ့လက်နဲ့ဒီဘလောက်ပဲဝယ်ဝယ်နောက်ပိုင်းလက်နဲ့ဒီဝယ်နိုင်မှာမဟုတ်တော့ဘူးခုနကအမေရိကန်ကလည်းမြန်မာနိုင်ငံကိုကျမ်းမာရေးလိုလိုပညာရေးလိုထောက်ပံ့တဲ့အထက်ကငွေရလဲသူတို့ရဲ့ဒီမိုကရက်တီဟလာသူတို့ရဲ့အာဏာတီးဖို့အတွက် ငွေတို့အသုံးချခဲ့တာဖြတ်လိုက်ပြီးဆိုရင်ဦးဇင်းတို့မြန်မာနိုင်ငံထဲမှာနေတဲ့မြန်မာနိုင်ငံပေါက်ွားတဲ့မျိုးသားရေးစိတ်ရှိတဲ့ခံယူချက်ရှိတဲ့လူငယ်တွေလူကြီးတွေစုပေးတဲ့ငွေရောသူတို့ရဲ့တနေ့တာဘဝသူတို့ရဲ့အခုအုပ်ချုပ်မှုအတွက်လိုအပ်တဲ့လက်နက်ရဲ့ကြည်စံရန်ခုနလိုရင်ဆိုင်လာရင်တိုက်ပွဲတစ်ခုမှာလက်နက်အားကောင်းခြင်းအသိဉာဏ်ရဲ့စစ်ဖြူဟာကောင်းခြင်းတွေကစကားပြောတယ်လေကိုမောင်မောင်